ဗော်လီဘောခေါ်ယူနိုင်မှုကစားသမား၄ဦးထိရောင်းထုတ်သွားဖို့စီစဉ်နေတဲ့ United နေပြရူဝင်အပေါ်ရင်းလောက်ကမန်ချက်စတာ United က Brighton ကျယ်ပွင့် Carlos Valleva ကိုအပိသက်ခေါ်ယူနိုင်မှုအတွက်လာမယ့် January မှာကစားသမား၄ဦးထိရောင်းထုတ်ဖို့အစဉ်သစ်ဖြစ်နေတယ်လို့သိရပါတယ်ဒီလိုလှုံ့ဆော်တာကအပြောင်းရွှေ့ရန်မုံငွေရှာဖွေမှုနဲ့လောက်ခလာစာဘတ်ဂျက်ကိုရှင်းထုတ်ဖို့အတွက်အဓိကစီမံချက်ဖြစ်ပါတယ်ပြီးခဲ့တဲ့နွေရာသီမှာ United ကတိုက်စစ်ကိုမာတီယက်ကိုညာ Brian Ambwe Mo နဲ့ Benjamin Shesko တို့အတွက်ပေါင်သန်းနေရာကျော်သုံးဆွဲခဲ့ပြီးတော့အကြီးကျယ်အားဖြစ်ခဲ့ပါတယ် အဲဒါမဲ့လည်းခန်းစစ်ကွင်းလေလူဘာလီဘောက်ခေါ်ယူဖို့အဓိကကြိုးပမ်းခဲ့ပေမဲ့ Brighton ကရောင်းချလိုခြင်းမရှိတာကြောင့်မလို့လက်လွတ်ခဲ့ရပါတယ်။ဒါမဲ့လာမယ့်ဇန်နဝါရီအပြောင်းရွှေ့ကာလမှာ Cameron လက်ရွေးစဉ်ဘာလီဘာဟာ Old Trafford ကိုပြောင်းရွှေ့လာဖို့စိတ်အားထက်သန်နေရတို့လေတတိယနေ့ကထွက်ဆိုထားပါတယ်။ Brighton ကိုစိတ်ကျေနပ်စီမဲ့ငွေကြေးပမာဏရရှိဖို့အတွက် United အနေနဲ့စီစဉ်မှုလိုအပ်နေပြီးတော့လက်ရှိအသင်အားကစားသမား၄ယောက်လောက်ထိကိုရောင်းချဖို့အတွက်လိုအပ်နေပါတယ်။ Carlos Vallebar ကိုနီးပြ Ruben Amorim ကလိုချင်ရတဲ့အဓိကအကြောင်းရင်းက သူ့ရဲ့နေစနစ်ကြတဲ့ကစားဟန်ပလေးစတိုင်ကအမိုးရင်းနီးပြူအပိုင်းဆိုင်ရာအတွေးခေါ် tactical philosophy နဲ့အဝင်ကွင်းကြဖြစ်နေရကြောင်းပဲဖြစ်ပါတယ်။ United ရဲ့ကွင်းထဲမှာလက်ရှိချိုးယွင်းနေတဲ့အရေးချင်းတွေကိုဘာလေဘာကဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့အမိုးရင်းကယုံကြည်နေရပါ။အမိုးရင်းပြင်းထန်တဲ့ဖိအားပေးကစားပုံကိုကျင့်သုံးပြီးတော့ခန်းစစ်ကနေပြီးတော့တိုက်စစ်ကိုအမြန်ကူးပြောင်းမှု quick transition တွေလုပ်နိုင်တဲ့ကွင်းလေလူမျိုးပို့ပြီးတော့နှက်တတ်ပါတယ်။ဘာလေဘာမှာကအဲ့ဒီအရေးချင်းတွေအပြည့်အဝရှိနေရပါ။ ဲဒါကြောင့်ပဲအမိုရင်းကလာစာမြင်မာပြီးတော့ခြေစွမ်းမပြနိုင်တဲ့ကစားသမားတွေကိုရောင်းထုတ်တာဒါမှမဟုတ်စာချုပ်သက်တမ်းကုံဆုံးခွင့်ပေးတာမျိုးနဲ့ဘတ်ဂျက်လျှော့ချဖို့တဲ့ပြင်ဆင်နေရဖြစ်ပါတယ်ကက်စမေရိုသူက2020မှာပေါင်တန်း80နဲ့ရောက်လာခဲ့ပေမဲ့တပတ်ကိုပေါင်3သိန်းလောက်ရှိတဲ့သူ့ရဲ့လာစာနဲ့ညီခြေစွမ်းတည်ငြိမ်မှုမရှိရကြောင်းမလို့ပြိသက်တွေကိုမကြာခဏစိတ်ပျက်စီခဲ့ပါတယ်ဒါပြင်သူရဲ့စာချုပ်ကရာဒီကုံမှာကုံဆုံးတော့မှာဖြစ်ပြီးတော့ဘာလဲဘာသာရောက်လာမယ်ဆိုရင်တော့ဂက်စမီရိုရဲ့ယူနိုက်တက်ဘောကပြီးဆုံးသွားဖို့တက်သေးကြနေပါပြီ ဂျေရန်ဆန်ချိုယူနိုက်တက်စီကိုပေါင်83တန်းဆိုတဲ့တန်ကြီးနဲ့ရောက်လာခဲ့တဲ့ဆန်ချိုကလည်းယူနိုက်တက်ကနေပြီးတော့အယုံခံပြီးရောင်းထုတ်ဖို့အစင်းသင့်ဖြစ်နေပါပြီ။နေပြောင်းအဲရစ်တန်ဟန်နဲ့ရောအမိုရင်းနဲ့ပါပြဿနာတွေဖြစ်ခဲ့ပြီးတော့နှစ်နှစ်ကျော်ကြာလီပွဲမကစားသေးတဲ့ဆန်ချိုရဲ့စာချုပ်သက်တမ်းကိုတိုးမြင့်မှုအတွက်ယူနိုက်တက်ဘက်ကနေပြီးတော့အလားအလာမရှိပါဘူး။လက်ရှိမှာသူကအက်စတန်ဗီလာမှာအငှားနဲ့တွားရောက်ကစားနေပါပြီ။တာရန်မလာစီယာတန်းခေါ်ခဲ့တဲ့ဒီဘယ်နောက်ခံလူဟာဘုံစကွတ်လို့ခေါ်တဲ့အသင်းရနေပြီးတော့ထွက်ခွာမယ်ကစားသမားတွေကတူရဲတော့ကြံရှိသူဖြစ်ပါတယ်။ ို့ဇန်နဝါရီမှာရောင်းချဖို့အတွက်အယောင်စင်းတင်မှာဖြစ်ပြီးတော့မရောင်းရရင်တော့နေရာဒီမှာစာချုပ်တက်တန်ကုန်ဆုံးခွင့်ပေးလိုက်ရပွဲရှိနေပါပြီ။ဒွင်တန် United ရဲ့တတိယကိုယ်သမားဖြစ်တဲ့ Heaton ရဲ့စာချုပ်ကလည်းကုလကြာမှာကုန်ဆုံးတော့မှာပါ။သူ့ဘာထွက်ခွာခွင့်ပြုပြီးတော့လစာဘတ်ဂျက်ကိုရှင်းထုတ်ဖို့အတွက်စီစဉ်နေပါပြီ။ဒါကြောင့်ဒီကစားသမား၄ယောက်ကိုရောင်းထုတ်တာဒါမှမဟုတ်စာချုပ်ကုန်ဆုံးခွင့်ပေးခြင်းအပြင် United ကကလပ်ရဲ့ကွင်းလေပံကိုအားဖြည့်ပေးမဲ့ဘာလေးပါကိုခေါ်ယူနိုင်မှုအတွက်ခြေတလန်းဆက်ပြီးတော့တိုးနိုင်မှာပဲဖြစ်ပါပြီ။ အဲ့ဒီမှာမှာကက်စမေရိုကရောင်းထုတ်ဖို့အတွက်အသင့်တော်ဆုံးကစားသမားဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကက်စမေရိုအနေနဲ့အသက်ကြီးပြင်းလာပြီးဖြစ်တဲ့အပြင်တပတ်လောက်ကပေါင်3သိန်းလောက်ရှိတဲ့လာစာကြောင့်မလို့အသင်းရဲ့ဘန်နာကြီးကိုဖိစီးစီပါတယ်။သူ့ကိုရောင်းချနိုင်မယ်ဆိုရင်တော့လာစာဘတ်ဂျက်ကိုအကြီးအကျယ်တက်တာစီမှာဖြစ်ပါတယ်။ဒါ့အပြင်ဘာလေးပါကိုခေါ်ယူမှုဟာကက်စမေရိုရဲ့ကွင်းလေခန်းစစ်နေရာကိုအစားထိုးဖို့ပြင်မှတ်ထားနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့သူ့ကိုရောင်းချလိုက်မယ်ဆိုရင်တော့အစ်စ်ခေါ်ယူမဲ့ကစားသမားနေရာအတွက်နေရာဖယ်ပေးရလဲရောက်ပါတယ်။ ပြီးတော့သူ့ရဲ့စာချုပ်ကရာသီအကုန်မှာကုံဆုံးတော့မှာဖြစ်လို့ဇန်နဝါရီမှာအပြောင်းရွှေ့ကြီးအနည်းငယ်ရယူပြီးတော့ရောင်းထုတ်လိုက်မယ်ဆိုရင်တော့နောက်ဆုံးမှာစာချုပ်တက်တန်းကုန်လို့အလကားထွက်သွားတဲ့စာလို့ရှိရင်တော့ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်စေနိုင်မှာပါ။